ချစ်တုံဤကိုပုံစံအမျိုးမျိုးနဲ့ဟင်းလျာအမျိုးမျိုးထဲမှာထည့်စားတတ်ကြပါရဲ့ချစ်တုံဤကိုအစိမ်းစားအမျိုးရှိသလိုကြော်စားရာဟင်းနေပြချက်စားရာစသဖြင့်အမျိုးမျိုးစားကြပါရဲ့နော်ဒီလိုမျိုးစားတဲ့အထဲမှာချစ်တုံဤကအနက်ပြင်းလာချက်အစိမ်းစားဖို့တော်တော်များများသဘောမတွေ့ကြပါဘူး တကယ်ကတော့ကျွတ်တူနီကိုအစိမ်းစားပေးတဲ့အကြောင်းရင်းတွေရှိပါရဲ့နော်။ဘာကြောင့်ဒီလိုပြောရလဲဆိုတာကိုဒီဗီဒီယိုလေးထဲမှာကြည့်လိုက်ပါနော်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရတဲ့ရင် subscribe လုပ်ပြီးတော့ဒေနာနူဒီလေးလို့ဆက်ပေးပါအောင်ရှင်။ တတော်နေကိုချက်ပြုတ်ကြုံလို့ပြီးစားတာကအတော်လေးကိုအရသာတိုးစင်နိုင်ပါတယ်။ဒီလိုပဲတတော်နေကိုအစိမ်းချတာကလည်းချက်မရဲ့အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်နော်။ပထမတစ်ချက်ကတော့ဒရိုးဆက်ကြီးပစ္စည်းတွေတွေ့ဝပါတယ်။စက်တော်နီကဒရိုးဆက်ကြီးပစ္စည်းတွေတွေ့ဝတယ်လို့နမည်ကြီးရဲ့မိဟုဆောင်ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။စက်တော်နီမှာဒရိုးပစ္စည်းတွေကြောင့်ဆဲတွေပစ္စည်းတာကိုကောက်ဝယ်ပေးနိုင်တဲ့ Flavor 9နဲ့ Phenolic ဓာတ်ပေါင်းတွေပါဝင်နေပါတယ်။ ။ဒါကြောင့်တို့ပစ္စည်းတွေကြောင့်ခင်းစားတဲ့နှောရောဂါအပါအဝင်နောက်တရှိကျန်းမာရေးပြဿနာတွေမဖြစ်အောင်လို့ကောက်ဝယ်ပေးနိုင်ပါတယ်ရှင်။နောက်တစ်ချက်ကတော့နှလုံးသွေးကြောဆိုင်ရာယောဂါဖြစ်နိုင်ခြေတွေရှင်းချပေးတာပါ။ကျွတ်တူနေအစိမ်းမှာပါတဲ့ကွန်ဆက်တင်လို့ခေါ်တဲ့ drop down ကသွေးတို့ကျစေတယ်လို့အယောင်ကျစေနိုင်ပါတယ်။ဒါကြောင့်နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုကောင်းမွန်စေပြီးတော့သွေးခဲတာသွေးကြောထဲမှာအဆီစုပ်ပေါ်လာတဲ့လိုမျိုးနှလုံးသွေးကြောတွေကိုထိခိုက်စေနိုင်တဲ့အခြေအနေတွေကိုကောက်ဝယ်ပေးပါတယ်။နောက်တစ်ချက်ကတော့အစာချေစနစ်ကျန်းမာစေပါတယ်။ ကျွတ်တို့အစိမ်းမှာအမြင်တတ်ကြောင်ဟာစွာပါဝင်နေတာကအစာချေစနစ်ကိုကျန်းမာစေပြီးတော့ဝမ်းမှန်စေဖို့ရော အစာမကြည်တာမျိုးတွေမဖြစ်အောင်လို့ကောက်ွက်ပေးနိုင်ပါတယ်။ဒါကြောင့်ဝမ်းချုပ်တာမျိုးကင်းစေပြီးတော့ဥမကြီးကိုကျန်းမာစေဖို့ပါအထောက်အပံ့ပေးနိုင်ပါတယ်ရှင်။နောက်ထပ်တစ်မျိုးကတော့ကိုယ်ခံကောင်းစေနိုင်တာပဲဖြစ်ပါတယ်။ စတုန်ဒီမှာဗီတာမင် C ပါဝင်နေတာကြောင့်ကိုယ်ခံအားကောင်းစေပြီးတော့သွေးဖြူအိုးဆဲတွေထုတ်လုပ်မှုတိုးမြင့်ပေးနိုင်ပါတယ်။အေးအေးမိဖျားနာတာတွေကိုတသက်ဆင်းနိုင်တယ်လို့အခြားသောအသက်ရှူလမ်းကြောင်းဆန်ရကျန်းမာရေးပြဿနာတွေမဖြစ်စေဖို့လည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။နောက်တစ်မျိုးကတော့အရိုးတွေတာမဆင်းနိုင်ပါတယ်။ စစ်သူတွေအစိမ်းမှာကယ်စီယမ်ကျဲဝါစွာပါဝင်နေတာကြောင့်အယိုးတွေကိုတံမာစီပြီးတော့အယိုးပွားရောဂါဖြစ်နိုင်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။အယိုးသိပ်သည်စားကြဆင်းလောင်ကိုလည်းလျှော့ချပေးနိုင်ပါတယ်။အယိုးပွားရမျိုးတွေဖြစ်နိုင်ခြင်းကိုလည်းလျှော့ချပေးနိုင်ပါရဲ့ရှင်။ နောက်ဆုံးတစ်မျိုးကတော့စီးကြိုကိုထိန်းကြီးပေးပါရယ်เนาะစစ်သူနီအစိမ်းမှာပါတဲ့ဓပောင်းတစ်မျိုးကသူရင်တကြားတော့ကိုထိန်းကြီးပေးပြီးတော့အမျိုးသားနဲ့စီးကြိုရှိတဲ့သူတွေမှာသူရင်တကြားတော့ကိုထိန်းကြီးပေးနိုင်ပါတယ်အမြင်နဲ့ပါဝင်နေတာကလည်းအစားစားပြီးချိန်မှာ ရုပ်တရက်သူရင်တကြားတဲ့မြေတော်တိုင်မျိုးတွေမဖြစ်အောင်ကောက်ွယ်ပေးနိုင်ပါရဲ့ရှင် အခုလိုမျိုးကျန်းမာရေးအကျိုးကျေးဇူးတွေအပြင်စစ်တုံးလေးကိုအစိမ်းစားပေးတာကကီလိုရီပေါင်မှုနဲ့တလို့အစီလဲပေါင်မှုနဲ့တာကြောင့်ကျန်းမာရေးအတွက်အထောက်အကူပြုပေးနိုင်တဲ့အစားအစာပဲဖြစ်ပါတယ်စစ်တုံးလေးကကျန်းမာရေးကောင်းကျိုးများတယ်ဆိုပေမဲ့အများကြီးတော့မစားတင်ပါဘူးရင်ပူတာမျိုးပါးစပ်တဲ့ပူးစပ်ပူလောင်ဖြစ်တာမျိုးခံစားနိုင်ပါတယ်နော် ကို့မှာအစာအိမ်ယောဂါရှိရင်စစ်ချင်းပြတ်တဲ့ယောဂါရှိရင်တော့စစ်တုံးလေးအစိမ်းစားတာကိုရှောင်တင်ပါတယ်ရှင်ဗီဒီယိုလေးအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါ No.